မင်္ဂလာပါရှင်ကျိုးစုပါတယ်ဒီနေ့ကျမတို့တမန်တော်ဝတ္ထုအခန်းကြီး၁၇ကို အတူတူအသေးစိတ်လေးလာကြည့်ကြရအောင်ပါအမ်ဒီကန်ကဒေါ်ရလေးဆဲလုံရှားစရာအပြည့်ပြည့်ဒီနေ့ပြည့်နေလေလို့ပြောရမှာပဲဟုတ်ကဲ့တကယ်ကိုအရေးပါတဲ့အခန်းတစ်ခန်းမှာ ရှင်ပေါ်လူရဲ့တာဒနာပြုခရီးစဉ်မှာ အလေအပြောင်တွေစိန်ခေါ်မှုတွေအညာကြီးကြုံတွေ့ရတာပိုင်းမှာဟုတ်ကဲ့ရှင်ဒီဆွေးနွေးမှုရကျမတို့အဓိကမိမြန်ပြထားတဲ့အချက်လက်တွေကတော့ The Wise Believers မှာပြုစုပြင်ထားတဲ့အချက်လက်များပဲဖြစ်ပါတယ်ရှင် ကောင်းပါပဲအထက်ဇလန်းကတော့တမန်တော်ကြီးရှင်ပေါ်လူရဲ့သာသနာပြုခရီးစဉ်မှာအရေးပါတဲ့မြို့ကြီး၃မြို့ကိုဖြတ်တန်းတော့ပုံပါပဲတတလောနေမြို့ဗေရီမြို့ပြီးတော့အဲအတွေးခေါ်ပညာရှင်တွေရဲ့မြို့တော်လို့တောင်တင်စားမယ့်အေးထင်းမြို့ပေါ့ဟုတ်ပါတယ်အဲ့ဒီမြို့၃မြို့ကသူခရီးစဉ်မှာတကယ့်ကိုထူးခြားတဲ့အတွေးကြုံတွေပေ့ခဲ့တာဒီမြို့တွေမှာရှင်ပေါ်လူဘလို့တည်င်းစကားဝေမြခဲ့တယ်လေလူတွေရဲ့ တုံပြမှုကဘလို့ क्वे ပြခဲ့တယ်လဲပြို့ဒီအတွေ့အကြုံတွေကနေဒီနေ့ကျမတို့အတွက်ဘလို့စဉ်းစားစရာရရနိုင်မလဲဆိုတာကိုဆွေးနွေးသွားကြမှာပါကဲစိတ်ဝင်စားစရာကောင်းတဲ့ဒီခရီးစဉ်ကိုဆက်လိုက်ကြအောင်ဆက်လိုက်ကြအောင်ပထမဆုံးရနာခဲ့တဲ့တတလုံးနိုင်မြို့တဆလုံးနိုင်ကနေဆက်ကြည့်အောင်ရှင်ပေါင်းလူနဲ့သူ့ရဲ့ခရီးဖို့တီလူတို့အဲ့ဒီကိုရောက်သွားတယ်ဟုတ်တယ်နော်ဟုတ်ပါတယ်သူတို့ရောက်သွားတယ်ထုံးစံအတိုင်းပဲ သူကဂျူးဒီရဲ့တရားယူလို့ထဲကိုအရင်သွားတယ်ဟုတ်ကဲ့အဲ့ဒီမှာဥပုတ်နေ၃ရက်ဆက်တိုက်သူတို့နဲ့ဆွေးနွေးတယ်ဆိုပြီးမတန်တင်ထားလဲစိတ်ဝင်စားစရာ तू ကတမ်းမီဟောပြောတာမျိုးထက်ဓမ္မဟောင်းကျမ်းကိုအခြေခံပြီးတော့လေအကျိုးကျောက်ပြပြီးဆွေးနွေးခဲ့တာမှန်ပါတယ် तू ကကျမ်းစာကိုကိုးကားပြီးတော့မေရှိယားခရစ်တော်ဟာဆင်းရဲဒုက္ခကိုခံရမယ်ပြီးတော့တေချင်းကနေရှင်ပြန်ထမြောင်းရမယ်ဆိုတာကိုအရင်တက်တည်ပြတယ် ဒါကသူ့ရဲ့အဓိကအချက်ပေါ့ဟုတ်ကဲ့ပြီးတော့မှတိတိကျကျပဲကျွန်ုပ်တင်တို့အားကြားပြောတော်ဤယေရှုသည်ခရစ်တော်ဖြစ်တည်ဆိုပြီးကြီးညာလိုက်တာဆိုလိုတာကသူတို့မျော်နေတဲ့မေရှိယဟာယေရှုပဲဆိုပြီးတဲ့တဲ့ပြောလိုက်တာပဲအဲ့ဒီမှာချက်ချင်းဆိုသလိုဖြစ်လာတဲ့အကျိုးဆက်ကမှတ်သားစေရတယ်လူတွေကအော်ရင်ချက်ချင်းနှစ်ဖက်ကွဲသွားတယ်ဟုတ်ဘလို့ကွဲသွားတာလဲဂျူးတချို့ကယုံကြည်လာကြတယ်ဒါပေမဲ့ပုံပြီးထူးခြားတာကဖျားတရားကိုင်းဆိုင်ရဲ့ ဂရိလူမျိုးအများအပြားနဲ့ဂုံးသေးရဲ့ရှိအမျိုးသမီးအတော်များများကယုံကြည်လာပြီးရှင်ပေါင်းလို့ရုံနဲ့ပူပေါင်းသွားကြတာ။အိုးဂရိလူမျိုးတွေကပုံများတယ်ပေါ့နော်။ဟုတ်တယ်။ဒါကသူ့ရဲ့ဆွေးနွေးတင်ပြမှုကဂျူးမဟုတ်တဲ့သူတွေအပေါ်မှာဘလောက်အရှင်ယဟုန်နဲ့တဲ့ရောက်မှုရှိခဲ့တယ်လဲဆိုတာကိုပြနေတယ်။ဟုတ်ပါတယ်။ဒါပေမဲ့အားလုံးကတော့ပန်းခင်လာမဟုတ်ခဲ့ဘူးနော်။မယုံကြည်တဲ့ဂျူးတွေဘက်ကပြင်းထန်တဲ့တုံ့ပြန်မှုထွက်လာတယ်။ထွက်လာတာပေါ့သူတို့ကမာနာလို့စိတ်တွေထစ်လာပြီးတော့အဲဈေးထဲကလူမိုက်တချို့ကိုငားတယ် လူစုပြီးမြို့ထဲမှာအရက်ကုန်ဖြစ်အောင်လုံးစောတော့တာပဲတော်တော်စောတာပဲရှင်ပေါလုနဲ့တိလူကိုရှာမတွေ့တော့သူတို့ကိုတီးခုတ်ခွင့်ပေးတဲ့ယာတွန်ဂျီစနဲ့တခြားခရီးညီကိုတို့ချို့ကိုမြို့အာနာပိုင်းနေစီတရကျက်ဆက်ခေါ်သွားကြရဲဆိုတော့အချင်းတွေကတော်တော်လေးကြမ်းတမ်းသွားပုံပဲကြမ်းတမ်းတာပေါ့သူတို့ရဲ့ဆွဆွဲချက်ကလည်းတော်တော်လေးလေးနေတယ်ဟုတ်ကဲ့ ဘလို့ဆွဆွဲလိုက်တာလဲလော်ကီနိုင်ငံကိုမောက်လန်းတော့ဤသူတို့ဒီဤရတူရောက်လာကြပြီရာတွန်းဒီသူတို့ကိုလက်ခံထားပြီဆိုပြီးတော့အေးသူတို့ရှိသမျှဒီကဲသားဘရင်ဤမိန်တော်များကိုဆန့်ကျင်တူမူ၍ယေရှုအမည်ရှိသော အခြားဘရင်တစ်ပါးရှိသည်ဟုဆိုကြသည် ဆိုပြီးအတန်ကျဲကြီးနဲ့ဆွဆွဲကြတာဟုတ်ဒါကတာမန်ဘာသာကြီးအမြင်ပွားမှုမဟုတ်တော့ဘောတခြားဘရင်တစ်ပါးဆိုတဲ့စကားလုံးကဟုတ်တယ်အဲ့ဒါတကယ်ကိုအန္တရာယ်များပါတယ်အဲ့ဒီကရောမအင်ပါယာအုပ်ချုပ်မှုအောက်မှာ ဘယင်းဆိုတဲ့စကလုံးကတိတ်ကိုအထီအခိုင်မခံဘူးလေဟုတ်ကဲ့ကဲတာဘယင်းကလည်းလို့တခြားဘယင်းတပါရှိတယ်လို့ကြေညာတာဟာနိုင်ငံတော်ပုံကမ်းမှုဖြစ်အလွဲတကူအထီးပဲကောက်ယူနိုင်တယ်ဆိုတော့သူတို့ကယေရှုကိုဝိညာဉ်ရေးရာဘယင်းဖြစ်ဟောတာကိုလောကီနိုင်ငံရေးရာချင်းကြောက်မှုဖြစ်ပုံဖော်လိုက်တာပေါ့နော်အတိကြပဲဘာသာရေးနဲ့နိုင်ငံရေးဘယ်လောက်ထိရှုပ်ထွေးပတ်သက်နေတယ်လဲဆိုတာကိုဒီနေရာမှာကွက်ကွက်ကွင်းကွင်းနေရတယ် နောက်ဆုံးတော့ယာတုံနဲ့တခြားသူတွေအမခံနဲ့လွတ်လာကြတယ်။ဒါပေမဲ့အချိန်တွေကတင်းမာနေလို့ညီအစ်ကိုတွေကရှင်ပေါလုနဲ့တီလူကိုညတွင်ချင်းမဲ့နောက်တစ်မြို့ဖြစ်တဲ့ဘေရီမြို့ကိုဘေးလွရပို့လိုက်ရတယ်ဆိုပြီးဖတ်ရတယ်။ဟုတ်ပါတယ်။တတလောနီမှာတော့အချိန်တွေကအဲ့လိုနဲ့အဆုံးသတ်သွားတယ်။ကဲဘေရီမြို့ကိုရောက်တော့တဲ့အခါအချိန်တွေကဘလို့ပြောင်းသွားလဲကြည့်ရအောင်။ကျန်းစာရေးသူကဘေရီမြို့သားလေးရဲ့အကြောင်းကိုမချစ်ပြီးပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ရှင့်။ဟုတ်တယ်ဟုတ်တယ်။ တတလောနေမြို့နိုင်ရှိသောသူတို့ထက်စိတ်သဘောထားမြင့်မြတ်ကြ၏တဲ့။ဘာလို့ဆိုလိုတာလဲမြင့်မြတ်တယ်ဆိုတာကဘယ်လိုမျိုးပါလဲ။သူကအကြောင်းရင်းနှစ်ခုကိုတည်တည်ကြကြပြပြထားတယ်။ပထမတစ်ခုကသူတို့ဟာတရင်စကားကိုအလွန်စေတနာစိတ်ထက်သန်စွာနဲ့လက်ခံကြတယ်။ဒါကပထမအချက်။အေးလက်ခံတယ်။ဒုတိယနဲ့ပိုရည်ကြည့်တဲ့အချက်က လက်ခံယူတယ်မဟုတ်ပဲဤအရာများမှန်တလားဟုတည်ခြင်းကကျန်းစာကိုနေ့တိုင်းစိတ်စိတ်ကြည့်ရှုစစ်ဆေးကြ ਈ ဆိုတာပဲအဲ့ဒါအသေးရေးကြီးတဲ့ချက်ပင်တော့ကြားတာကိုဟုတ်မဟုတ်ကိုယ်တိုင်ပြန်တိုက်စစ်တယ်ဟုတ်တယ်ဒါကတကယ်ကိုမှတ်သားလို့ဆရာချင်းကပုံပဲသူတို့ကပွင့်လင်းတဲ့စိတ်နဲ့နားထောင်တယ်ဒါပေမဲ့မျက်စိမယုံကြည်လိုက်တာမဟုတ်ဘူးဟုတ်ကဲ့သူတို့ရဲ့ဆေးရထက်သန်မှုက ကိုယ်ပိုင်လေ့လာဆူဆမ်းမှုအဲဝေဖန်ပိုင်းချတုံးတမှုနဲ့တွဲနေတယ် တက်တောင်လေးနေမှာတွုံခဲ့ရတယ်လို့ချက်ချင်းညင်းပယ်တာဒါမှမဟုတ်ချက်ချင်းအချမ်းဖက်တုံပြန်တဲ့မျိုးနဲ့လုံးဝကွာခြားတယ်ဆိုတော့သူတို့ရဲ့မိမျက်မှုဆိုတာကဒီစူးစမ်းတတ်တဲ့အတီးပြုတ်တတ်တဲ့စိတ်ထားကိုရင်ညွှန်းတာဖြစ်နိုင်တယ်ပေါ့အဲ့လိုပဲထင်ပါတယ်တော်တော်လေးချီချူးစရာကောင်းတဲ့ရည်တွေပဲဒီလိုချင်းကပုံကြောက်ရလာကောင်းတွေထွက်ခဲ့တယ်လို့ဆိုရဲသူတို့ထက်ကအများပြားယုံကြည်လာကြတယ်ဂျူးလူမျိုးတွေတာမကဂုံတရေရှိတဲ့ဂရိအမျိုးသမီးတွေအမျိုးသားတွေအများကြီးပါဝင်ခဲ့တယ်တဲ့မှန်ပါတယ် သူတို့ရဲ့တရားစစ်ဆေးမှုကယုံကြည်ခြင်းစီကိုပိုပြီးခိုင်မာစွာဥတည်သွားစေခဲ့တယ်။ဒါပေမဲ့ဒီလိုအေးချမ်းတဲ့အခြေအနေကလည်းကြာရှည်မခံခဲ့ပြန်အောင်နော်။မခံခဲ့ဘူး။ပြဿနာကနောက်ကနေလိုက်လာပြန်အောင်။ဘယ်လိုဖြစ်ပြန်လာလဲ။တတလောနစ်ကမကျေနပ်တဲ့ဂျူးတွေကလည်းရှင်ပေါ်လူဖေရီမှာတေရာဟောနေတဲ့ကြတော့အဲ့ဒီအထိလိုက်လာပြီးလူတွေကိုထပ်ပြီးသွေးထိုးလွန်စောကြပြန်တယ်။အိုးတကယ်ကိုဇွဲကောင်းတဲ့အတိုက်ခံနေပဲ။ဟုတ်တယ်။ ဒီလိုနဲ့ညီကိုတွေကရှင်ပေါ်လူကိုအေဒင်မြို့ဘက်ကိုပို့ဖို့စီစဉ်ရပြန်တယ်။တီလူနဲ့တီမောသေးကတော့ဗီဒီမာခဏကြံခဲ့တယ်။ဒီဖြစ်ချိန်ကအဲ့ဒီချိန်ကသတင်းစကားကိုဖြန့်ဝေဖို့စ조사တဲ့အခါအတိုက်ခံတွေကဘလောက်ထိဇွဲကောင်းကောင်းနဲ့လိုက်လံနှောင့်ယှက်ထက်တယ်လဲဆိုတာကိုတကယ်ပဲပြနေတာပဲနော်။ဟုတ်ကဲ့ အတိုက်ခံပြုမှုရဲ့ဇွဲနှဖဲကိုပြတာနေတာပေါ့ဟုတ်ကဲ့အခုလောရှင်ပေါ်လူဟာဂရိအတွေ့အခေါ်နဲ့ယဉ်ကျေးမှုရဲ့အချက်ချာကြတဲ့အေသင်အေသန်စ်ကိုတရားထက်ရောက်သွားခဲ့ပြီအေသင်ဆိုတာပလေတိုရောအရစ္စတိုတယ်ရဲ့နေမည်ပညာရှင်တွေစုဝေးရနေရပေါ့အင်းအဲ့ဒီခေတ်ရဲ့ပညာအချက်ချာနေရပေါ့ဒီလိုက်တာကမျိုးတစ်ခုလုံးရုပ်တုတွေနဲ့ပြည့်နှက်နေတာပဲချမ်းသာမှသူစိတ်အနောက်အရှက်ဖြစ်ခဲ့တယ်လို့သုံးထားတယ်။ငင်ခွင်းရတို့ဘူတော်တော်လေးစိတ်ထိခိုက်စေခဲ့ပုံမဲ့ ဟုတ်မှာပေါ့သူ့ရဲ့ယုံကြည်ချက်နဲ့စန့်ကျင်ဘက်ကိုသူစုသေးတော့ဖျားကိုကိုကိုရတဲ့သူထအဲ့ဒီမြင်ကွင်းနာတော်တော်လေးခံရခဲ့မှာပဲသူ့အချင်းမျိုးမနဲ့ဘူးတယောက်စီရမှာတော့ဈေးတန်းမှာပါနေ့တိုင်းတွေ့တဲ့သူတွေနဲ့စကားစမြေပြောတယ်ဆွေးနွေးတယ်ဒီလိုနဲ့အဲ့ဒီခေတ်ရဲ့အဓိကအတွဲခေါ်ကိုင်းဂျီနီခုဖြစ်တဲ့ AP ကုရုပညာရှင်တွေနဲ့တော်တော်အိပညာရှင်တွေနဲ့ပါဇုံမိကြတော့ဟုတ်ပြီဒီနေရာကစပြီးဇလန်ကပိုးပြီးစိတ်ဝင်စားစရာကောင်းလာပြီ ားရီပညာရှင်တချို့ကရှင်ဘောလုတ်ကိုတည်အထမ်းမကြည့်ဘူးဒီပေါက်ပေါက်ရှာရှာပြောတဲ့တက်သူဘာပြောချင်နေရလဲဆိုပြီးမေးကြရတယ်တဲ့ဟင်းသူတို့ရဲ့အတွေ့ခွာအမြင်နဲ့မကန့်ရင်အဲ့လိုမြင်တတ်ကြတာပေါ့တချို့ကကြတော့သူကတခြားဂိုင်းတပါနှစ်ဖျားတဲ့အကြောင်းဟောပြောနေပုံပဲလို့ထင်ကြတယ်ဘာလို့လဲဆိုတော့ရှင်ဘောလုတ်ကယေရှုနဲ့တေချင်းကနေရှင်ပြန်ထင်မြောက်ခြင်းအကြောင်းကိုအတိကထားဟောပြောနေလို့ဟုတ်တယ်ရှင်ပြန်ထင်မြောက်ခြင်းဆိုတာကဂရိအတွေ့အခေါ်တမားတွေအတွက်နားလေရခဲ့တဲ့ လက်ခံရခဲ့တဲ့အရေးစာတစ်ခုကိုဒီလိုနဲ့သူတို့ကရှင်ပေါလုကိုအေသင်းမြောက်ရဲ့လွတ်တော်ဒါမှမဟုတ်တရားရုံးချုပ်လို့ဖြစ်တဲ့အာရေပါကုတ်ကိုခေါ်သားကြတယ်။စူးစမ်းတဲ့သဘောနဲ့ပေါ့။မင်းဟောပြောနေတဲ့ဒီအယူဝါဒတစ်ကဘာလဲဆိုတာငါတို့တေချာနားထောင်ခြင်းနဲ့ဆိုပြီးခေါ်သွားကြတာ။ဟုတ်ပါတယ်။စစ်စစ်မြင်းမြန်းခြင်းတဲ့သဘောမျိုးပေါ့ အရေပါကိုတောင်းကုန်းပေါ်အေထင်းရဲ့ပညာတတ်တွေအာနာပိုင်တဲ့ရှင်းပေါ်မှာရှင်ပေါ်လူပြောခဲ့တဲ့စကားတွေကတကယ်ကိုမဟာဗျူဟာမြောင်းလွန်းတယ်လေကျမတို့ထင်းနေသူကသူတို့ကိုတဲတဲ့အပစ်တင်တာဝေဖန်တာမျိုးလုံးဝမလုပ်ဘူးအန်အိုးစီရပဲနော်ဟုတ်တယ်သူကသူတို့ရဲ့ယဉ်ကျေးမှုကိုအရင်အတိမတ်ပြုလေးစားမှုပြတယ်ဟုတ်ကဲ့အေထင်းမျိုးသားတို့ဒီနိုဟာအယားယာမှာနတ်ဖျားတွေကိုအလွန်ယူတည်ကိုင်းဆိုင်ကြတယ်ဆိုတာကျွန်ုပ်တွေ့လို့ယင်ပြောတယ်အင်း ျွန်တို့လက်လက်ကြီးရှုရင်းနဲ့မတိတော်ဖရာသခင်အားဆိုပြီးကံပြီးထိုးထားတဲ့ရက်ပလင်တစ်ခုကိုတောင်တွေ့ခဲ့တယ်။ဆိုပြီးသူတွေ့ခဲ့တဲ့ຢာတစ်ခုကိုယင်ထောက်ပြရတယ်။အဲ့ဒီချက်ကတကယ်ရေးပါသွားတယ်။ပြီးတော့မှဒါကြောင့်တင်းတို့မတိပဲကိုးဝဲနေတဲ့ຢာကိုပဲကျွန်တို့ကတင်းတို့ကိုကြားပြောချင်ပါတယ်ဆိုပြီးစကားကိုလင်းမပါနှဆွာစားလိုက်တယ်။ဒါကတင်းစကားကိုစီလျောင်းပင်စင်တင်းပြချင်း contextualization မှာအကောင်းဆုံးဥပမာတွေထဲကတစ်ခုပဲလို့ဆိုနိုင်တယ်။ သူကလုံးဝအဆက်အဆက်မရှိတဲ့အကြောင်းအရာတစ်ခုကိုတန်းပြောမဲ့အစားသူတို့ရဲ့လက်ရှိယုံကြည်မှုအခြေအနေသူတို့ရဲ့ယဉ်ကျေးမှုအမှတ်အသားတစ်ခုကိုအစပြုချင်ရတဲ့နေယူသုံးဟဲ့တတားဖြစ်သုံးလိုက်တာပေါ့နော်ဟုတ်တယ်ဒီနေရာမှာအထူးတတိပြုစရာဒါတော့သူကသူတို့ယုံကြည်ကုွယ်မှုကိုအခြေခံချက်ကျစိန်ခေါ်မဲ့အကြောင်းအရာကိုမိတ်ဆက်ဖို့အတွက်သူတို့နဲ့ယဉ်ဤပိသားရာတစ်ခုကိုတတားအထိအသုံးချသွားတာပဲ။ သူတို့ကိုလေးစားမှုပြရင်းနဲ့သူပြောချင်တဲ့အဓိကအချက်စီကိုဦးတည်သွားခဲ့တယ်။တော်တော်လေးကရှိ့လောက်သွားတာ။ဆက်လက်ပြီးရှင်ပေါလိုကဘလို့ဖျားချောင်းပြောတယ်လဲဆိုတော့ကဘာကြီးနဲ့အထဲမှာရှိရှိသမျှရာအလုံးကိုဖန်ဆင်းတဲ့ဖျား။ကောင်းကင်နဲ့မိကြီးရဲ့ရှင်ဖြစ်တဲ့ဖျားဟာလူတွေလက်နဲ့ဆောက်တဲ့ဘီမန်တွေမှာနေတာမဟုတ်ဘူးလို့ဆိုတယ်။ဟုတ်တယ်။ဒါကသူတို့ရဲ့ဘီမန်တွေရုပ်သူတွေနဲ့တိုက်ရိုက်ဆန့်ကျင်တဲ့အချက်ပဲ။ပြီးတော့တခုခုလိုအပ်နေလို့လူတွေရဲ့ပြည်စုံလုံးကျွမှုကိုလိုအပ်နေတာလည်းမဟုတ်ဘူး။ ။ဘာလို့လဲဆိုတော့အဲ့ဒီဖျားကတာလူအလုံးကိုအသက်ထွက်တဲ့ဝင်သက်နဲ့အရာခက်တင်းကိုပေးတဲ့သူဖြစ်လို့ပဲလို့ရှင်းပြတယ်။အင်းဖန်ဆင်းရှင်ရဲ့အချုပ်ကြာဖတ်မှုကိုအလေးပေးတာ။တဲ့ကိုတတ်မှတ်ပေးခဲ့တယ်။ဒီလိုလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကလူတွေကဘုရားသခင်ကိုရှောက်ဖို့ရင်ခံစားမိပြီးတွေးချင်နိုင်ဖို့ဖြစ်တယ်လို့ဆိုတယ်။ဒါကလူသားအလုံးရဲ့တူညီတဲ့မူလအစားနဲ့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကိုချိတ်ဆက်ပြတာ။ပြီးတော့မှအဓိကအချက်ကို ရောက်လာတယ်။ ရင်တို့ကမတိနားမလဲခဲ့တဲ့ကာလတွေကိုဖျားသခင်ကတီးခန့်ခဲ့ပေမဲ့အခုတော့နေရာတိုင်းကလူအလုံးနောင်တရောက်ဖို့အမိန်ပေးထားပြီဆိုပြီးပြောတယ်။နောင်တတရားကိုတောင်းဆိုလာပြီ။ဟုတ်ကဲ့အချောင်းကတော့ဖျားသခင်ဟာသူကိုယ်တိုင်ခန့်အပ်ထားတဲ့ပုဂ္ဂိုလ်တူယေရှုခရစ်တော်အဖင်လောကကြီးကိုဖြောင်းမတ်စွာတရားစီခြင်းမဲ့နေ့ရက်ကိုသတ်မှတ်ထားပြီးဖြစ်လို့ပဲ။ဒီအသက်အခိုင်အမာဆုံးတက်တည်ကတော့အဲ့ဒီပုဂ္ဂိုလ်ကိုတည်ခြင်းကနေရှင်ပြန်ထောင်းမြောက်စီခေခြင်းပဲဆိုပြီးကြေညာလိုက်တယ်။ ဒါကသူဟောပြောချက်ရဲ့အထွတ်အထိပ်ပဲဟုတ်တယ်ရှင်ပြန်ထမြောက်ချင်းကိုတရားစီရင်ခြင်းနဲ့ချိန်ဆက်ပြီးအဆုံးသတ်လိုက်တာဒီဟောပြောချက်ပေါ်တုံ့ပြန်မှုတွေကလည်းစိတ်ဝင်စားစေရပဲဟုတ်တယ်နော်ဘလို့တုံ့ပြန်ကြလဲပြည်ုံသူတွေရှင်ပြန်ထမြောက်ချင်းအကြောင်းကြားတဲ့အခါတချို့ကပွန်ပွန်လင်းလင်းပဲလောင်မြောင်ကြတယ်ဒါကအောင်အောင်စရာတော့မဟုတ်ပါဘူးခုနပြောသလိုပဲဂရိအတွေ့အခေါ်ရရုပ်ခန္ဓာနဲ့ရှင်ပြန့်ထမြောက်ချင်းဆိုတာကတို့တို့အတေးပဲမရှိသလိုဖြစ်နေနိုင်တယ်ဟုတ်ကဲ့ သူတို့ယင်ပါနေတဲ့အတွေးခေါင်းနဲ့ဆန့်ကျင်နေတာကိုอืมဒါပေမဲ့အားလုံးကတော့ဒီလိုမဟုတ်ဘူးတချို့ကတော့ဒီအကြောင်းကိုနောက်တစ်ခါလောက်ထပ်နားထောင်ကြည့်ကျင်တယ်တဲ့ဆိုပြီးစိတ်ဝင်စားမှုပြရတယ်အနှန်းဆိုတော့ချက်ချင်းမပယ်ချဘူးပေါ့ဟုတ်တယ်ပြီးတော့အာဒီပါကိုလွတ်တော်အဖွဲ့ဝင်တူဖြစ်တဲ့ Dionysus Damaris ဆိုတဲ့အမျိုးသမီးတူအပါဝင်လူတချို့ကရှင်ဘောလုံးနဲ့ပေါင်းဖော်ပြီးယုံကြည်သူလေး ဖြစ်လာခဲ့တယ်။ရဖပါကိုပြန်ဆက်လဲဆိုတော့အသိပညာအဆင့်တန်းမြင့်မားတဲ့ပိတ်သက်ကြားမှာတောင်းမှအယူဝါဒတစ်တခုအပေါ်တုံ့ပြန်မှုကတစ်သမတ်တီးမဟုတ်ပဲအမျိုးမျိုးကွဲပြားနိုင်တယ်ဆိုတာပါပဲ။အတီးအကြပဲလုံးဝပယ်ချက်သူ စိတ်ဝင်စားသူယုံကြည်လက်ခံသူဆိုမီကွဲပြားသွားလာပေါ့။ကောင်းပါပြီ။တတလော်နဲ့ berry အတင်ဒီမျိုးသုံးမျိုးကအဖြစ်ပြက်တီးတုံ့ပြန်မှုတွေရှင်မော်လူရဲ့ချင်းကပုံတွေကိုကြည့်ခဲ့ပြီးပြီ။ ဒီတော့ဒီအတွေ့အကြုံလေးထဲကနေကျမတို့အတွက်တကယ်အနှစ်သာရရှိတဲ့သင်ယူစရာတွေကဘာတွေထင်မလဲရှင်ပထမဆုံးကျမစိတ်ထဲမှာပေါ်လာတာကတော့ berry မျိုးသားတွေရဲ့ဆန္ဒမူနာပဲသူတို့ရဲ့ချင်းကပ်ပုံကနေဘာကိုအဓိကထုံးလို့ယူခံမလဲ berry မျိုးသားတွေရဲ့အဖြူမှုကတကယ်ကိုအရေးကြီးတဲ့သင်ခန်းစာကိုပေးပါတယ်ဒီနေ့လိုတရင်အချက်လက်တွေတွန်တန့်ချက်တွေအယူအဆတွေအများများပြားပြီးအလွယ်တကူရနိုင်တဲ့ခေတ်မှာပို့ပြီးတော့သက်ဆိုင်နေတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ ဘလိုမျိုးလဲရှင်သူတို့ကစိတ်အားထက်သန်မှုနဲ့ငွေပိန်ပိုင်းချမှုကိုမြတ်တအောင်လုပ်နိုင်ခဲ့တယ်ကြားလိုက်ရတဲ့သွန်သင်ချက်ကိုပြစ်ပယ်လိုက်တာမျိုးမဟုတ်တလို့မစ္စည်းမိတ်ယုံကြည်လိုက်တာမျိုးလည်းမဟုတ်ဘူးဟုတ်တယ်ကိုတိုင်းအချင်းပေးပြီးတော့ဟုတ်တယ်ကျန်းစာလိုမျိုးအခြေခံအရင်းမြစ်နဲ့တိုက်ဆိုင်ဆစ်ဆဲခဲ့ကြတယ်ဒါကကိုပိုင်လိမ့်လာမှုနဲ့စဉ်စားတွေးခေါ်မှုရဲ့တန်ဖိုးကိုမိမောင်းထုတ်ပြနေပါတယ်ဆိုတော့အလွေတကူလက်မခံပဲကိုတိုင်းဆစ်ဆဲခြင်းရဲ့တန်ဖိုးပေါ့ ဒီနေ့ခေတ်မှာမှန်ကန်တဲ့သတင်းချက်လက်ကိုရွေးချယ်နိုင်ဖို့ဒီလိုစိတ်ထမျိုးမွေးမြူဖို့လိုအပ်နေတယ်လို့ဆိုနိုင်မလားပဲလုံးဝမှန်ပါတယ်ဒါကပထမသင်ခန်းစာပေါ့ဟုတ်ကဲ့အဲ့ဒီအချက်ကတကယ်ကိုစဉ်းစားစရာပဲနောက်ချက်ထင်ရှားတဲ့အချက်တစ်ခုကတော့အသိမျိုးမှာရှင်ပေါင်းလို့ရဲ့ချင်းကပ်ပုံပဲသူကသူ့ရဲ့ပြည့်သက်ထစ်တဲ့အသိပညာရှင်တွေရဲ့ယဉ်ကျေးမှုနဲ့အတွေးခုနောက်ခံကိုနားလည်ပြီးသူ့ရဲ့တည်င်းစကားကိုသူနားလည်နိုင်မဲ့ပုံစံနဲ့တင်ပြခဲ့တယ် ဟုတ်တယ်။သူရဲ့မတိတော့ဖခင်သခင်အားပလင်ကို အပြုံပြူပြီးစကားဆခဲ့တာက တကယ့်ကိုပါနတ်တဲ့လို့ရပဲ။ဒီကနေ့ဘာသင်ခန်းစာယူတိုင်းမလဲ။ဒါကိုပိုချေပြနဲ့ရှူတော်ကောင်းနေကြည့်မယ်ဆိုရင်ဒါဟာထိရောက်တဲ့ဆက်တဲ့ရရဲ့အခြေခံမူပဲ။ကိုယ့်ရဲ့ပရိသတ်ကဘသူတွေလဲ။သူတို့ဘာကို ယုံကြည်တယ်လဲ။ဘလို့တွေးခေါ်တယ်လဲ။သူတို့အတွက်ရေးကြည့်တာကဘာလဲဆိုတာဒီကိုနားလည်ဖို့စူးစမ်းခြင်းဟာအရေးကြီးတယ်။อืมသူတို့နေရာကနေစဉ်းစားပေးတော့ဗော။ ဟုတ်တယ်။ရှင်ဘောလုကသူတို့ရဲ့ကဘာအမြင်ကိုလေးစားမှုပြရင်သူ့ရဲ့သတင်းစကားကိုသူတို့ရဲ့အသွေးခေါ်ဘောင်တွေကနေစတင်ချိတ်ဆက်ပေးခဲ့တယ်။ဒီလိုလှုပ်ချင်းအချင်းနားထောင်သူတွေကပိုပြီးလက်ခံနားထောင်ဖို့အလားအလာများစေတယ်။ဒါနဲ့သတိပြုစရာကသူကသူတို့နဲ့တူအောင်ဟန်ဆောင်လိုက်တာမဟုတ်ဘူးနော်။သူရဲ့အဓိကသတင်းစကားကိုတော့ရှင်းရှင်းလင်းလင်းတင်ပြခဲ့တာပဲ။အကဲကြီးကြပဲ။သူကဖန်ဆင်းရှင်ဖေဟာနောင်တတရားစီရင်ခြင်းရှင်ပြန်ထမြောက်ခြင်းဆိုတဲ့အဓိကအချက်တွေကိုတော့ အယော့တင်းမလို့ဘူးဒါကယဉ်ကျေးမှုနဲ့လိုက်လျော့ညီထွေဖြစ်အောင်လုပ်တာ adapting နဲ့အခြေခံအမှန်တရားကို seek compromises လုပ်တာကြာကခြားနားချက်ပဲနူးညံ့တိမ်မွေးတဲ့အချင်းခွင်းကတခုလို့ဆိုရမယ်နောက်ဆုံးအနေနဲ့အေဒင်မျိုးရဲ့အခြေအနေကိုပြန်ကြည့်ရင်အဲ့ဒီမှာရုတ်တရှင်းလို့တဲ့အများကြီးဖျားအများကြီးကိုကိုကိုွေးနေကြတဲ့ယဉ်ကျေးမှုမျိုးမှာရှင်ပေါလုကဘာကိုအဓိကအလေးပေးသွားတယ်လဲသူကဖျားတဲ့အများကြီးထက်ကတပားအကြောင်းပြောတာထက် တဆူရီတော်အသက်ရှင်တော်မူတဲ့ဖရာသခင်ကြောင့်ကိုပဲပြောခဲ့တယ်။အဲ့ဒီဖရာကသာအသက်နဲ့ရခတ်တင်းရဲ့ရည်မြဲထက်ပြီးစစ်မှန်တဲ့ကိုကိုွေးချင်းကိုခံထိုက်တယ်လို့အခိုင်အမာဆိုသွားတယ်။ဟုတ်ကဲ့ဒါကဘာကိုမိမောင်းထုတ်ပြနေရလဲ။တရချက်ကလည်းအရေးကြီးတဲ့စင်ခေါ်မှုတစ်ခုကိုမိမောင်းထုတ်ပြနေတယ်။ရှင်ပေါလုကဖရာအများပြားကိုလက်ခံယုံကြည်တဲ့ပတ်ဝန်းကျင်မှာတဆူရီတော်ဖရာဝါဒမိုနိုသီယစ်ဇမ်ကိုရေရဲဝံ့ဝံ့တင်ပြခဲ့တယ်။ဟုတ်ကဲ့သူကဖန်ဆင်းရှင်ဖရာသခင်နဲ့လူတွေလက်နဲ့လှုပ်ထားတဲ့ ဖန်ဆင်းခံယူတူလေဒါမှမဟုတ်တခြားနတ်ဖျားတွေချာကအခြေခံကြတဲ့ခြားနာချက်ကိုထောက်ပြခဲ့တယ်။ဖန်ဆင်းခြင်းအသက်ပေးခြင်းနောက်ဆုံးမှတရားစီရင်ခြင်းအဆရှိတဲ့အရာတွေအပေါ်မှာတဆူတည်းသောဖျားသခင်ရဲ့အချို့အချာအာဏာကိုသူက ပြက်ပြက်သားသားအတီးပြုတ်ထားတာပဲ။ဆိုတော့ယဉ်ကျေးမှုအပေါ်လေးစားမှုပြတာနဲ့ ကိုယ့်ရဲ့အခြေခံကြရယုံကြည်ချက်အမှန်တရားကိုခိုင်ဖိုင်မှမှယက်တီတာကြကမြင်းချောင်းကိုဘလို့တတိနဲ့ကြော်ဖြတ်မလဲဆိုရင်မိကုံးထွက်လာတာမို့ဟုတ်ပါတယ်အဲ့ဒီ tension ကအမြဲရှိနေမှာပဲကောင်းပါပြီဒီနေ့ကျမတို့တမန်တော်ဝတ္ထုအခန်းကြီး7ခွန်တဲကရှင်ပေါလုရဲ့တက်တာလောနေ့ berries နဲ့ ethe မျိုးတွေကိုဖြတ်တန်းခဲ့တဲ့ခရီးစဉ်ကို the wise believers မှာပြုစုပြင်ထားတော့အချက်အလက်များကိုအခြေခံပြီးအတူတူဆွေးနွေးခဲ့ကြပါတယ်ဟုတ်ပါတယ် တော်တော်လေးအချက်အလက်ဆောင်တဲ့ဆွေးနွေးမှုပါပဲဒီခရီးစဉ်ကိုပြန်ကြည့်လိုက်ရင်တည်င်းစကားအပေါ်လူတွေရဲ့တုံ့ပြန်မှုကတဏီယာနဲ့တဏီယာလုံးဝမတူညီတာကိုတွေ့ရတယ်နော်တတလုံးနှင်းမှာဆိုရင်အစာပိုင်းမှာလက်ခတ်မှုရှိပေမဲ့နောက်ပိုင်းမှာအကျန်းဖတ်မှုအထိဖြစ်လာတဲ့စန့်ကျင်မှုတွေကြုံရတယ်။ဟုတ်တယ်။ဗီရီမှာတော့စိတ်အားထက်တန်စွာလက်ခံပြီးတေချာစစ်ဆေးတဲ့ချင်းကတ်မှုမျိုးတွေ့ရတယ်။အားတက်စရာပေါ့။ဟုတ်ကဲ့။အစ်တင်းမှာတော့ ပညာရဆိုင်ရာစူးစမ်းလိုစိတ်လောင်ပြောင်မှုနဲ့အနှဲငယ်တော်လက်ခံယုံကြည်မှုတွေရောနှောနေတာကိုတွေ့ရတယ်။တုံ့ပြန်မှုကတတော်ကွေးပြားတယ်။စိတ်ဝင်စားစရာကောင်းတာကဒီမျိုးတုံမျိုးကအဖြစ်ပြက်တွေကအစိုးပိုင်းဖြည့်ရန်သာသနာပြုလုပ်ငန်းရဲ့ရှုထုံပေါင်းစုံကိုဖန်တော်ပြင်ပေါ်မှာတင်ပြလိုက်တယ်လို့ပါပဲ။ဟောပြောတဲ့အထူးကသတင်းစကားအတုံးပြုတဲ့နီလန်းဒီဟုတ်တယ်။ကျန်းစာနဲ့ဆွေးနွေးတာယဉ်ကျေးမှုနဲ့စီလျော်အောင်တင်ပြတာဟင်း ပြီးတော့ရင်ဆိုင်ရတဲ့အတိုက်အခံပြုမှုတွေရဲ့ပုံစံမျိုးမျိုးပြီးတော့လူအမျိုးမျိုးရဲ့စိတ်နှလုံးသားကဘလို့တုံတန်တိုင်းတလဲဆိုတဲ့ကွဲပြားမှုတွေပေါ့ဒါရီအလုံးကတမိုင်းဆိုင်ရာမှတ်တမ်းတစ်ခုဖြစ်တယ်လို့ယုံကြည်ခြင်းဆက်သွေးရင်းနဲ့လူတဘာဝအကြောင်းသင်ခန်းစာတွေလည်းပေးနေတယ်လို့မြင်မိပါတယ်ရှင်သဘောတူပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအဆုံးသတ်တဲ့အနည်းနဲ့နားဆင်သူတွေအတွက်စဉ်းစားစရာအတွေ့အလီတစ်ခုချန်ထားခဲ့ခြင်းပါတယ်ရှင်ဘောလူက အေဒံမြို့မှာသူတို့ယဉ်ကျေးမှုရဲ့အစိပ်ပိုင်းတစ်ခုမတီးတော့ဖျားသခင်အားရက်စစ်ပတ်လင်ကိုအသုံးပြုပြီးသူပြောချင်းတဲ့အကြောင်းအရာစီကိုတတားထိုးဆက်သွယ်ခဲ့တယ်။ဟုတ်ကဲ့။ဒီနေ့ဖြူဟာကိုကြည့်ပြီးဒီနေ့ခင်မာရောကိုကိုင်အတွက်အလွန်အရေးကြီးတယ်လို့ခံယူထားတဲ့ယုံကြည်ချက်တွေဒါမှမဟုတ်ရှုပ်ထွေးတဲ့တွေးခေါ်တွေကိုတခြားသူတွေကိုမျှဝေတဲ့အခါမှာကိုနဲ့နားထောင်သူကြားကယဉ်ကျေးမှုအတွေးခေါ်ဒါမှမဟုတ်အတွေ့အကြုံကွာဟချက်တွေကိုဘလို့နီးလဲနေနဲ့လေးလေးဆဆထိထိရောက်ရောက်ပေါင်းကူးဆက်သွင်းနိုင်မလဲ။ စဉ်းစားစရာမေးခွန်းကောင်းတစ်ခုပါကိုယ့်ရဲ့အခြေခံအမှန်တရားကိုလည်းမဆုံးရှုံးစေဘဲတခြားသူရဲ့ကဘာကိုလည်းနားလည်မှုပြနိုင်မဲ့ဤလန်းနေရှိနိုင်ဦးမလားဒါလေးကိုစဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့ red လောက်ပဲပါဟုတ်ကဲ့ရှင်ဒီနေ့ဒီလောက်ပါပဲနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်